မာနာရီတက်လာတာအကုသူငါမငါဆိုရဲမာနာတက်လာမာနာတက်လာပြီးတဲ့အခါလူဆိုတာကိုယ့်ကိုထင်ကြီးလာတဲ့အခါတစ်ဖက်ကိုလှမ်းကြည့်သေးတယ်ဒီလူတွေငါလောက်ကံမကောင်းပါဘူးဆိုပြီးတစ်ဖက်သားကိုလည်းပဲနှိပ်ကွက်ခြင်းနဲ့စိတ်ပေါလာငါအဆင်မမိပါဘူးဆိုပြီးတော့ဒီလိုအတွေးတွေလည်းတက်လာတက်လာပြီးတော့ လေးစားရမယ့်ပုဂ္ဂိုလ်လည်းပဲမလေးစားဘူးအထင်သေးမှုတွေနဲ့ဆက်ဆံလာတယ်။အပြောဆိုတွေမောက်မှလာတယ်။အဲ့ဒါကောင်းစားခြင်းရဲ့ရိုက်ခတ်မှုကိုမခံနိုင်လို့ရှိရင်မကောင်းတဲ့အလုပ်တွေဆက်လုပ်မိသွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်။အဲ့ဒီအတွေးတွေးလိုက်တာနဲ့မာနအတွေးမာနအတွေးတွေးလိုက်တာနဲ့မင်္ဂလာတရားရဲ့ဆန့်ကျင်မဲ့ဖြစ်သွားပြီ။